မင်္ဂလာပါလက်တိုးအိမ်မှကျေးဇူးပါတယ်ရှင်လက်တိုးအိမ်မှအပတ်စဉ်ပုတ္တခုနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်တဲ့ရည်ရည်နဲ့ပတ်သက်တဲ့ဘ ഹു တုတ္တရစီမာလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ် လက်တော့အိမ်ကိုကြည့်ရှုနေသူအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမှခြင်းနဲ့ပြည့်စုံကြပါစေ။မိုးစံပန်းလေးလိုအစဉ်ထောင်ရလန်းစံပါစေ။စိတ်သွားတိုင်းကိုပါပြီးလူနဲ့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။မရှိတဲ့စကားများမကြားရပဲလက်ပြားမှာစိန်ရွှေငွေတွေတီးပြီးတော့မိမိရဲ့ဘဝမှာဖြစ်ချင်နေတဲ့စိတ်ဆန္ဒတွေကိုအကောင့်ထဲဖွင့်နိုင်တဲ့သူတွေဖြစ်ကြပါစေ။ဖျားရိတ်တရားရိတ်တန်ခါရိတ်ရဲ့ရိတ်အောင်ဝါဒ ာအောင်မှာအောင်မြင်ကြပါစေမေတ္တာတရားကို လက်ကင်ထားပြီးမေတ္တာပွားနိုင်ကြပါစေရှင်ဒီဇင်ဘာလအတွင်းကြည်ပွားချမ်းသာအောင်မြင်စေဖို့အတွက်တလအတွင်းနေ့ရက်အလိုက်လူပွဲများယတ္တိယများနဲ့အတူအထူးအနေနဲ့တလတာလုံးမိမိကိုဆောင်နှက်ကိုမေတ္တာပို့တာနည်းများကိုပြပြပေးသွားမှာဖြစ်ပါတယ်။တလမှာ၄ရက်ဓမ္မမဟုတ်၅ရက်တာအထူးလှူဆောင်ရမှာဖြစ်ပါတယ်။ ဒုချမှုတွေနဲ့အတူကံကောင်းစေမယ့်နေ့ရက်တွေမှာအခက်အခဲများပြည်လဲစေခြင်းစီးပွားရေးအထူးတိုးတက်ပြီးချမ်းသာကြွယ်ဝစေခြင်းအကြံစီများအောင်မြင်ထမြောက်စေခြင်းအနာရောဂါတွေအထူးကင်းချင်းစေခြင်းနဲ့အတူလူရဆန္ဒများပြေဝစေဖို့ကျူသွားနှက်ခတ်များအရာတစ်ချက်စီရင်ထားတဲ့လူပွဲများကိုကတ်လူပေးခြင်းဖြင့်ကံကောင်းခြင်းတွေကိုရယူနိုင်ကြပါစေရှင်။ ဒီဇင်ဘာလ6ရက်စနေနေ့မနက်9:36နာရီ36မိနစ်မှ17:18နာရီမိနစ်တွင်မိမိနေအိမ်ဖျားမှာပဲစီပြန်စီမီထွန်းစီမီတခွဲထွန်းလူပူဇော်ပြီးမှအကျန်စီအောင်ခြင်းစီပွားအထူးတိုးတက်ပွင့်လန်းခြင်းလူရဆန္ဒပြည့်ခြင်းတို့အတွက်လေးလေးနက်နက်ဆုတောင်းပြုပေးပါ။ ဒီဇင်ဘာလ12ရက်တောက်ကြနေမနေ့6နာရီ55မိနစ်မှ9နာရီ58မိနစ်အတွင်မိမိနေအိမ်ဖျားမှာနွမ်းနုတစ်ခွက်ကိုကတ်လုပြီးတစ်ကြုံနေရတဲ့အခက်ခဲများမှလွတ်မြောက်အောင်အနာရောဂါကင်းဝေးစေဖို့အတွက်လေးလေးနက်နက်ဆူတောင်းပြုပါဒီနေရာမှာတတိပြုရမှာကနွမ်းနုစစ်စစ်ဖျားပါမယ်နှုတ်မုံထုတ်ဖြိုပြီးကတ်လုလို့မရပါဘူးရှင် ဒီဇင်ဘာလ23ရက်စနေနေ့မနက်6:00နာရီမှ7:00နာရီ8မိနစ်အတွင်မိမိနေအိမ်ဖျားမှာနှံအိုးကလူပီစီပွားတိုးတက်ဖို့ချမ်းသာကြွယ်ဝစေဖို့ယောဂကင်းချင်းစေဖို့အတွက်တောင်းဆုပြုရပါတယ်။14ရက်နေ့မှာတော့တနင်္ဂနွေနေ့မှာတော့9:00နာရီ 18မိနစ်မှ17နာရီ10မိနစ်အတွင်းမိမိနဲ့အိမ်မှာပြားရည်တပကံကတ်လွပြီးလိုရာစုကိုတောင်းစုပြုနိုင်ပါတယ်24ရက်နေ့ပုတ္တခုနေ့မနက်6နာရီ48မိနစ်နဲ့10နာရီ50မိနစ်အတွင်းမှာမိမိနဲ့အိမ်ဖေးရမှာစားတစ်ခွက်ကတ်လွပြီးကန်ဆိုးကန်ညက်များပြေပြောက်ခြင်းကြီးပွားတုသက်ခြင်းတို့အတွက်လေးလေးနက်နက်ဆူတောင်းပြုပေးရပါတယ်အခုဖော်ပြပေးခဲ့တဲ့9ရက်တာအချိန် တွင်မှသက်ဆိုင်ရာလူပွဲတွေကိုကတ်လှုပ်ပြီးအစဉ်ပြေခြင်းအောင်မြင်ခြင်းနေရရှိပြီးတော့မှပြည့်စုံကြပါစေရှင်။ဒီစမတလလုံးအေချမ်းအောင်မြင်ရန်ကင်းလက်ပွင့်စီးပွားတိုးတက်စေဖို့အတွက်အဆောင်စီမံတကူဒါနပြုပေးလိုက်ပါရရှင်။ရိုးရှင်းပြီးလောက်ရလွယ်ကူတဲ့ဘယ်နှစ်မှဖြစ်ဖြစ်ဘယ်ချိန်မှဖြစ်ဖြစ်ကိုယ်တိုင်စီရင်လို့ရတဲ့ရည်ရည်တကူဖြစ်ပါတယ်။မနေ့ပိုင်းမိမိအစဉ်ပြေတဲ့အချိန်အိမ်ရှိဖျားမှကန့်ချေကတော့ပြီးငါးပါးတိလာ ခံယူပါပြီးရင်တလမအရွယ်ဆံရွက်ပြောင်မှာ မြင့်အပြာနဲ့1 3နှစ်ဆိုပြီးရေးပါပြီးရင်ဆာရွက်ကိုရေမွေးဖြန်းပြီးလက်နှစ်ဖက်နဲ့ကင်ပြီးတရနကုံသုံးပါးကို18ခေါက်ရွတ်ဆိုပြီးမိမိကင်ဆောင်တဲ့ပတ်စံအိတ်မှာထည့်ဆောင်ထားရပါတယ်။နေ့စဉ်မနေ့ပိုင်းမှာအဆောင်ဆာရွက်လေးကိုကင်ပြီးတရနကုံသုံးပါးကို18ခေါက်ရွတ်ဆိုပြီးမိမိ လိုရှိရာဆန္ဒကိုလေးလေးနက်နက်ဆုတောင်းပြီးစာရွက်ကိုပတ်စံအိတ်ထဲပြန်ထည့်ပြီးပြန်ဆောင်ထားပေးပါဒီဇင်ဘာတစ်လလုံးနေ့စဉ်လှူဆောင်ရပါမယ်တကယ်လို့ရင်ထူးခြားမှုတွေနဲ့အဆင်ပြေစရာမို့မိမိမိတ်ဆွေတွေအတွက်စေတနာနဲ့တင်ပြပေးလိုက်ရပါတယ်ရှင်တတိပြုရမှာကတော့စာရွက်ကမြင်းချောင်းမပါတဲ့စာရွက်ပြောင်းဖြစ်ရပါမယ်တစ်သုံးနှစ်ဆိုတဲ့ကဏ္ဍကိုရေးတဲ့အခါမှာလဲအင်္ဂလိပ်လိုမဟုတ်ပဲမြန်မာလိုရေးရပါမယ်ရှင် ပေါ်မှာပြောပြခဲ့သလိုဒါနပြုရန်နဲ့အဆောင်ကိုလှုပ်ဆောင်ပြီးသွားရင်မိမိရဲ့ကိုဆောင်နှက်ကို မြစ်တံပိုးရပါမယ်။မိမိဟာနေ့စဉ်ဖျားရှင်ကိုပြီးအမြမဝေခင်တတ်တော်အားလုံးကိုမြစ်တံပိုးပေးမယ်။ကိုရဲ့ကိုဆောင်နှက်ကိုတော့မေတ္တာပို့ဖို့မိနေတာလားမသိတာလားလူများစုကတော့ကိုဆောင်နှက်ကိုမေတ္တာပို့ဖို့မိနေတတ်ကြပါတယ် မိမိတို့ကိုစောင့်ရှောက်တဲ့ကုဆောင်နဲ့12ပါးရှိပါတယ်မိမိဖျားရှင်ခိုးပြီးတတ်တော်အားလုံးကိုမေတ္တာမပို့ခင်မိရဲ့ကုဆောင်နဲ့ကိုအရင်မေတ္တာပို့ပေးပါမေတ္တာပေးရင်မေတ္တာပြန်ရလာမျိုးပါကိုဆောင်နှက်တွေကို မြစ်တာပုတ်ပေးရင် သူတို့ကမိမိရဲ့အရေးတခုလို့စောင့်ရှောက်ပေးပါတယ်မိမိတို့ရဲ့ကျမရေးစီးပွားရေးချမ်းသာရေးဒုက္ခမျိုးမျိုးပြီးမှကင်းဝေးစေဖို့ဆိုရင်မိမိရဲ့ကိုမဆောင်နှက်ကိုဆောင်နှက်တွေကကနိစက် အနိကဆောင်းရှောက်မှာဖြစ်ပါတယ်လူတွေကိုမြတ်တာပေးရင်ရံပြန်ဟတ်ချင်မှဟတ်ပါလိမ့်မယ်နှက်တွေကိုမြတ်တာပေးကြည့်ပါ မလွဲဧကန်ဆောင်းရှောက်ပါလိမ့်မယ်ရှင်ကိုဆောင်နှတ်တို့ကို မြတ်တာပို့ပေးရင်မိမိအလိုဆန္ဒတွေပြည့်စုံပါလိမ့်မယ်။ကိုဆောင်နှတ်၁၂ပါးကိုမြတ်တာပို့ပေးရင်မြတ်တာပွားများရန်ဓမ္မဒါနတင်ပြပေးလိုက်ရပါတယ်ရှင်။ တတပါကနတ်တီကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေသူရတတိနတ်တီကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေတကြနတ်တီကောင်းမြတ်မင်္ဂလာ ချမ်းသာနှင့်ပြည့်စုံပါစေမဟိရာစနတ်သည်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေကာမတူရနတ်သည်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေဇရတူရနတ်သည်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေကာရနတ်သည်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေယောတိကနတ်သည်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေ။ကလျာမိတ်တနတ်တိ ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေ။ဆန္နာဒေဝီနတ်တီကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေ။နရိန်တာဒေဝီနတ်တီမင်ကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေ။ကာလကန္နီနတ်တီကောင်းမြတ်ချမ်းသာမင်္ဂလာနှင့်ပြည့်စုံပါစေလို့မိမိရဲ့ကိုဆောင်နှက်၁၂ပါးကိုမေတ္တာပို့ပေးခြင်းဖြင့်မိမိအလိုဆန္ဒတွေပြည့်စုံလာစေပါစေရှင်။ နောက်ပတ်တွင်မှာလည်းလွယ်ကူထိရောက်မြန်ဆန်တဲ့ရည်ပြန်နဲ့ပတ်သက်တဲ့ဘ ഹു တုတရရစီမာလေးတွေကိုတင်ပေးသွားမှာဖြစ်လို့လက်တူအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။